။အငငယ်တော့ဆိုင်ဒီလရွေးစင်တိုင်းလရွေးစင်တော့ဖြစ်ခဲ့ရပါဘောเนาะ။ဒါပေမဲ့ဟိုတကယ်တက်တိုတက်မဲ့ရွေးကြတော့လည်းဒီစာဘတ်နဲ့တခြားခါလေးတချင်းလိုရတယ်ဗျာလေပို့ပြီးတော့လုပ်ချင်တဲ့အတွက်ကြောင့်မို့အားကစားတော့ career ဖြစ်နေတော့မရွေးခဲ့ဘောเนาะ။ဒါပေမဲ့အားစားတော့တကယ်လို့ဆိုင်တက်တိုတွေပါတိတ်မသွားတက်ဖြစ်လို့ဆိုတော့ design မမတ်တော့လုပ်ဖြစ်မယ်ထင်တယ်ဟုတ်။ဆိုင်ဟိုကုကုမေနိုင်တို့မတ်တထားဆိုတာဆိုတော့သူတို့နဲ့ the best ပဲဗောเนาะတက်ညက်တဲ့ဆိုတော့အဲသူတို့လိုမျိုးသူဖြစ်လဲဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့လည်းမပြောတဲ့ အပုံမှန်တော့စရင်ချက်တောင်တပတ်နှစ်ရက်လောက်ပေါ့နော်ရိုက်ဖြစ်တယ်ငငယ်တော့တော့ဟို training တွေတော်တော်လေးလုပ်ခဲ့ပေါ့ဒါပေမဲ့အခုတော့စရင်အပျော်ဘောပေါ့နော်ဒီအားကစားအနေနဲ့ပဲတပတ်နှစ်ရက်လောက်ရိုက်ခဲ့တယ်ဒါပေမဲ့ဒီအခုမရိုက်ဖြစ်တာတလားညီပါတော့ရှိရမယ်စရင်လက်ဒီဘက်ညာဘက် injury ဖြစ်နေတော့လေအဲ့မရိုက်နိုင်ဘူးအဲအင်းရအဖေနဲ့မေကအားစားရမ်းလိုက်စားရဲအမေကလည်းအရင်တော့ချက်တောင်လေးရွေးစင်ဆိုတော့ဆိုင်ငငယ်ရဲကသူတို့ကဒီချက်တောင်နဲ့နီးစပ်ပေါ့နော်ဒီသင်တန်းနေပို့ခဲ့ရဆိုတော့ ဆိုင်ဆန်တန်ရဆန်နေနေလောက်ကြရရဖြစ်တာအရင်လူတွေကြည့်ရကိုဒီတက်တော့မှာတော့အားစားဖို့ရောက်စီကျင်းခဲ့။အဲဟုတ်သူတို့ကတော့အားစားသဘောကျရပေါ့နော်ကြိုက်တယ်ဆိုတော့ဖြစ်ရင်ဖြစ်သလားဖြစ်နိုင်သလားပေါ့နော်ထရိနင်းလုပ်တယ်လေရွေးစင်ဆိုလေရွေးစင်အဲ့လိုဘာလို့ဖြစ်နိုင်မလဲပေါ့သူကအားပေး support လုပ်ပေးပါရဲ့။ ငယ်ငယ်တော့ဆိုင်ဒီလေရွေးစင်တိုင်းလေရွေးစင်တော့ဖြစ်ခဲ့ရပါတော့เนาะဒါပေမဲ့ဟိုတကယ်တက်တူတက်မဲ့ရွေးကြတော့လည်းဒီစာဘတ်နဲ့တခြားခါလေးတချင်းလိုရတယ်ဗာလေပို့ပြီးတော့လှုပ်ရှင်တဲ့အတွက်ကြောင့်မို့အားကစားတော့ career ဖြစ်နေတော့မရွေးခဲ့ဘူးပေါ့အဲ့လိုက်ကိုတတိယပါတယ်။သူကအရင်အဲ့လို discipline ပေါ့နော်။အဲ့ချိန်စားချိန်မှန်ရတယ်။ပြီးကိုယ်စိတ်ကိုကိုအရင်နိုင်ရတယ်ပေါ့နော်။ဟိုရှုံးမပေးဘူး၊ရှော့မပေးဘူး။ training ဆိုလည်းအရင်မောတဲ့ခါကျရင်လည်းကိုယ်စိတ်ကိုတင်းပြီးတော့လောက်ရဆိုတော့ သူကတော့တခြားຢာရင်တော့မတူကိုယ့်စိတ်ကိုပြောနိုင်ပြီးတော့စိတ်ကန်းတော်တော်ရှိရပါတယ်ဒါပေမဲ့အားစားတော့တကယ်လို့ဆိုရင်တက်ကြွေပါတယ်တိတ်မသွားတက်ဖြစ်လို့ဆိုတော့ဒီဇိုင်းမမတ်တော့လုပ်ဖြစ်မဲ့တင်တယ်ဟုတ်ဆိုရင်ဟိုကိုကိုမေနိုင်တို့မတတားဆိုတာလည်းသူတို့ ਨੇ the best ပဲပေါ့နော်တစ်ညက်တည်းဆိုတော့အဲသူတို့လိုမျိုးတူဖြစ်လဲဖြစ်ကောင်းဖြစ်မဲ့ဒါမဲ့လည်းမပြောတဲ့ အဲတရုတ်စာကတော့ဆိုင်အမှန်တမ်းပြောရင်တော့ဝါသနာပါပါတယ်ဟိုတကယ်လည်းပြောရဲအရင်ရှိမှလည်းတခါရိုက်ဖို့ပဲဆိုတယ်ဒါပေမဲ့အခု loss ရောတချင်းနေကိုလိုချင်တဲ့နေရာที่ရအောင်ပြီးတော့အများကြီးလည်းပို့လောက်ပြခြင်းတို့ကြောင့်မို့ဆင်းဆိုတာပဲပို့ဦးစားပေးပြီးမှပဲနောက်ကြမှာပဲဆင်းလာဆင်းလာပြီးမှာပါအော်လောလောဆယ်ပြောရရင်တော့ငွေပေါ့နော်ဆိုင်နောက်ဆုံးထွက်ခဲ့တဲ့ခြင်းလေး music video လည်းအဲတကယ်ကိုယ့်အကူအားရရပြီးတော့အဲအားလုံးခြုံပြီးတော့ သဘောကျရပေါ့နော်အခုဒါမဲ့နောက်ထပ်မဲ့သချင်းလေးတစ်ပုဒ်ရှိအဲ့အရောဆိုင်ဆိုမျိုးသမီးတွေမှာအကြိုက်ဆုံးပဲအဲ့အဲ့လေးရောပြည့်တတ်တယ်ကိုတော့ပြတော့ပြချင်ပြပါအဲတချင်းလေးကအကြိုက်ဆုံးဆိုတာဆိုရင်ဘာလို့ကြိုက်ဆုံးလဲဆိုတော့ ဆိုကြည့်ပြီးတော့ကိုနဲ့တသားလဲကြရဲပြီးတော့တကယ်ဆိုပြခြင်းနဲ့ဂျာနွာလဲဖြစ်နေရဲဆိုတော့အားကြောင့်မလို့ပါဟုတ်ကျမလာတဲ့ဘုရားအဲ့ဒါကိုရမှာပါအရင်တော့ဆိုရင်ကိုယ့်ကိုအစွေးချင်းလေးအာတန်တယ်လို့ထင်ခဲ့ရပါတော့ခုနောက်ပိုင်းကျတော့လည်းအဲ့လိုအချစ်တချင်းလေးမျိုးလေးဆိုတာသဘောကျရတယ်။ဒါပေမဲ့နှစ်ခုလုံးသူ့အမှုနဲ့သူပဲပေါ့နော်သဘောကျပါရဲ့လား။ဘုရင်နားထောင်နေတာလည်းပဲဆိုပြီးတော့ဘုရင်နဲ့ဆိုင်တာရှိတယ်။ဆီရရမယ်။ဆီရရမယ်။ အမ်ချိရတာပို့ပြီးတော့ဟိုဟာဖြစ်မဲ့ချိရတယ်ဟုတ်အဆိုင်အတတိထားမိရပေါ့နော်မင်းကလေးဖန်လေးလည်းတွေ့ရအများရဲဆိုတော့တကယ်လဲဝမ်းတာရဲဆိုင်အဲ့လိုမင်းကလေးချင်းချင်းဆိုဟိုချစ်တယ်လေးချစ်တယ်ပြီးတော့သူတို့ချစ်တာခံရတော့လည်းတကယ်ဟိုဝမ်းမြောက်နေပါတယ်ဟုတ်အာအလုံးဆိုင်တရားနေပြီးတော့ မဆက်လိုက်ပါရဲ့လာမယ့်သချင်းတွေလည်းအများကြီးရှိသေးတဲ့အတွက်ကြောင့်ဆောင်းရှိပြီးတော့အားပေးပါအောင်။ Thank you.